Miss Green International ပြိုင်ပွဲကိုဆက်အားပေးသင့်မပေးသင့်ကိုပြန်လည်စဉ်းစားနေရဆိုပြီးတော့ဒါ fan တယောက်အနေနဲ့ပေါ့နော်လွန်ခဲ့တဲ့9လ10လလောက်ကဗီဒီယိုတစ်ခုမှတိကျစီတင်ခဲ့တယ်ဒါကတိကျစီတယောက်ပဲဖြစ်တာမဟုတ်ဘူးပေါ့နော်တခြား international fan page တွေကိုကြည့်တဲ့အခါဆိုလို့ရှင်လန် comment တွေမှာအများအားတွေးရတယ်ပေါ့နော် ဘာကြောင့်လဲဆိုတော့ Miss Green International ရဲ့ motto ဖြစ်တဲ့ဒီ stop the war in violence ဆိုတဲ့စစ်မှတ်တဲ့အဓိကယုံရတန့်ရေးဆိုတာကိုသူတို့ဒီနှစ်ပိုင်း၄၅၆နှစ်လောက်အတွင်းမှာလုံးဝမလုံဆောင်တော့ဘူးတခြားစီအနေနဲ့ကကြတော့ဒီစီးပွားရေးဈေးရောက်တာတွေပြီးရင်တော့ entertainment ပုံစံနဲ့ကျင်းပတာတွေကိုလုံးဝအပြစ်မပြင်ဘူးဘာလို့လဲဆိုတော့ beauty pageant brand ကအများကြီးရှိရလေ Miss Universe တော့ဟိုဒီပွဲတက်တက်လေးတွေကအဆအဲ့ဒီဂျားထဲမှာကိုယ့်ရဲ့ brand ကို Miss Green International brand ကို differentiate လုံးဝမှာဖြစ်တဲ့အတွက်ကြောင့်သူကသူ့ရဲ့ကျင်းပပုံ format entertainment ဆန်ဆန်လေးအဲ့လိုမျိုးလောက်တာလူစိတ်ဝင် စားအောင်ကောင်းအောင်လုပ်တာဒါဟာသူ့ရဲ့ marketing strategy ဖြစ်တယ်ကြိုက်တယ်อืมဒါမဲ့လည်းဒီသူ့ရဲ့အဓိက motto ဖြစ်တဲ့စစ်မှန်တဲ့အဓိကယုံရတဲ့ရေးအတွက်သူ့ရဲ့အလှမယ်တွေကိုဟို့အရင်တုန်းကလိုမျိုးစေဘေးဆောင်စခန်းတွေကိုသွားပြီးတော့ကုညီရေးတွေ volunteer တွေလောက်တာမျိုးမလှုပ်တာကိုပဲမကြိုက်တာပေါ့ဆိုတော့အဲ့ဒီဟာကိုဒီအတွက်ကြောင့်ပဲ reputation ကျလာတာကိုဒီ Mr. Nawak ကသိတယ်အဲ့ဒီအတွက်ကြောင့်ပဲလေသူဟာအခုဒီနှစ်မှာပဲချက်ချင်းကိုအဲ့ဒီ stop the war in violence အတွက် account ထဲလုံးဝစောက်ဖော်နေတယ် ဆိုဒါကြောင့်ပဲလဲပေါ့နော်ဒီနှစ် Miss Green International တွေကပေးရတာတက်အားပေးရတာတန်တယ်ဆိုတော့ vibe မျိုးကိုဒီတွေ့ရတယ်ပေါ့ပရိသတ်တွေကရောဘယ်လိုမျိုးထင်မြင်ကြလဲ